ဆီယနာရှင်စနစ်ကိုတော်လှန်နေတဲ့နိုင်ငံတော်မှာရှိတဲ့လက်နက်ကိုင်အဖွဲ့တွေကိုလင်းနစ်ကြော်တိုက်ပွဲရင်ဆိုင်နေရတဲ့စစ်ကောင်စီတပ်ဟာဆက်လက်နက်တွေစွမ်းဆောင်ရင်မြန်မာအောင်ထုတ်လုပ်ဖို့စစ်ကောင်ဆောင်ကပြောပါတယ်။ဧပြီ26ရက်နေ့ကနေပြည်တော်မှာရှိတဲ့နေပြည်တော်တပ်ဌာနချုပ်ခန်းမမှာကျင်းပတဲ့85နှစ်မြောက်စင်ရတုကာကွယ်ရေးပစ္စည်းထုတ်လုပ်မှုတပ်ဖွဲ့နေအခမ်းအနားမှာစစ်ကောင်ဆောင်ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်ကပြောဆိုသွားတာပါ။မြန်မာနိုင်ငံမှာလွတ်လပ်ရေးရပြီးနောက်ပိုင်းစစ်တပ်ခေါင်းဆောင်တွေဟာပြည်ရင်းမှာတင်လက်နက်ခဲယမ်းတွေထုတ်လုပ်နိုင်ရေးကြိုးပမ်းခဲ့ကြတာကြောင့် 1950ပြည့်နှစ်ဧပြီ26ရက်နေ့မှာကာကွယ်ရေးပစ္စည်းထုတ်လွှင့်မှုတပ်ဖွဲ့နှင့်အဖြစ်သတ်မှတ်ခဲ့တာလို့ဆိုပါတယ်။စစ်လက်နက်နဲ့စစ်သုံးဆောင်ပစ္စည်းတွေဟာစစ်မြေပြင်မှာမှတ်ကြောက်တင်ခံရမှာဖြစ်တဲ့အတွက်အရေးအသွေးပိုကောင်းတဲ့ထက်ကောင်းအောင်စွမ်းဆောင်နိုင်ရေးမြန်မာတရက်မြန်မာအောင်နယ်ပယ်ဆောင်ကနေကျိုးပန်းဆောင်ရွက်သွားကြဖို့စစ်ကောင်းဆောင်ကတိုက်တွန်းခဲ့တာပါ။စီဒီအမ်ဘူကြီးစင်ရောကစစ်လက်နက်တွေကိုအရေးအသွေးမြင့်ဖို့ပြောနေပေမဲ့လက်ရှိချိန်နေမှာကပ္ပစဆက်ယုံတွေအရင်လိုရှာနှုံးပြစ်လဲပတ်နိုင်အောင်ကြားကန်နေရဆဲလို့တန်လွင်တိုင်းကိုပြောပါသည် ဆလနဲ့ပြီအစင်မြင်ပြီးထုတ်ဖို့ပြောတာရှိသလိုကျွန်တော်ကပ္ပစာ21အခြေစိုက်ကစုံးမောက်ကိုလည်းကယုတ်ပညာသည်ဒီအင်အားအခြေအတွက်တော်တော်များများရောက်လာဖို့ရှိနေတယ်ပေါ့နော်အဲ့တော့တချို့ဘုံသီးတွေခဲရန်တွေကိုအကြီးသေးမြင့်လာမဲ့အနေအထားမျိုးရှိရရှိတာကိုတွေ့ရတယ်ပေါ့နော်အဲပြီးတော့ကျတော့အကြီးသေးမြင့်ဖို့ဆိုတော့ဒီတပ်ဖွဲ့နေပေါ့နော်85နှစ်မြောက်ကားထုတ်တပ်ဖွဲ့နေမှာဒါကတော့ထုံးစံတိုင်းဒွေရပြောကြားခြင်းဖြစ်ပါပေါ့နော်အခုလက်ရှိကတော့ပုံမှန်အတိုင်းပဲလက်နဲ့ခဲရန် ထုတ်လို့ရေးဘူးပေါ့နော်အရင်လိုမျိုးဂျာနုံးပြေလေပတ်အောင်တောင်းသူတို့ကြားကန်နေရာစဲဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ပြီးခဲ့တဲ့ match 30ရက်နေ့ကမကွေးတိုင်းမှာရှိတဲ့ကပ္ပဆာဆက်ယုံ၃ခုအပါအဝင်အမတ်ကိုလီချောင်းရန်ကာကွယ်ရေးကုကဲမှုစစ်စင်ရေးဌာနချုပ်တို့ကိုလျှက်စင်ပြီးပေးနေတဲ့ဆလင်းမြို့နယ်မှာရှိတဲ့တညောင်တအားခွဲယုံတက်ခတ်ခံခဲ့ရပါတယ်ဒီအတွက်တအားခွဲယုံမှာရှိတဲ့ transformer အလုံး80ကျော်ပျက်စီးသွားတာကြောင့်အမတ်20 21နဲ့25ကပ္ပဆာဆက်ယုံတွေကို ်တွေ့တန်းထားတဲ့လျှက်စစ်တအားပြတ်တောက်သွားတယ်လို့တိုက်ခိုက်မှုကိုလှုပ်ဆောင်ခဲ့တဲ့ဗမာတပ်တော်ဗမာအာမေကဧပြီ6ရက်နေ့မှာသတင်းထုတ်ပြန်ခဲ့တာပါဧပြီ25ရက်နေ့ကလည်းမကွေးတိုင်းစစ်မှောင်ဝဲမြို့နယ်မှာရှိတဲ့စစ်ကောင်စီရဲ့ MS-73 ကပ္ပစာဆက်ရုံကိုဒေသရင်းခြေဆိုင်တော်လိုင်းရင်အင်အားစုပူးပေါင်းတပ်တွေကတရခွန်မမရှော့တိုက်တုံးဆဲလုံးနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့ပါသည်။ဒီအတွက်ကြောင့်ကပ္ပစာ73ဆက်ရုံတွင်းမှာရှိတဲ့အစာပြိုးရန် Primer ဆက်ရုံပါဝင်တခြားဆက်ရုံတွေထိမှန်ပေါက်ကွဲခဲ့ပြီးထိခိုက်မှုရှိခဲ့တယ်လို့အိတ်တိုက်ခိုက်မှုကိုဥဆောင်တဲ့ Brave Warriors for Myanmar VWN တာဝန်ရှိသူတို့ကတာဝန်တိုင်းကိုပြောထားတာပါကပတ်ဆ73ဆက်ယုံဟာစစ်ကောင်စီတပ်ဖွဲ့ဝင်တွေတုံးနေတဲ့အသေးစားကြီးစံကအစအကြီးစားလေရင်ဘုံတိတွေအထိထုတ်လုပ်ရမှာအဓိကအသုံးပြုရတဲ့ detonator နဲ့ primary ကိုအဓိကထုတ်လုပ်ပေးနေတဲ့ဆက်ယုံဖြစ်ပါတယ်ဒါကြောင့်စစ်ကောင်စီတက်အနေနဲ့ကြီးစံကစပြီးတော့လက်ပစ်ဘုံနဲ့ missile အထိကပတ်ဆ73ရဲ့ primary ဆက်ယုံကထုတ်လုပ်မှုတွေကိုအသုံးပြုနေရတဲ့အတွက်အဲ့ဒီဆက်ယုံပြည့်စည်ရင်တခြားဆက်ယုံကထုတ်လုပ်မှုတွေလည်းထိခိုက်သွားနိုင်တယ်လို့ဆိုထားတာပါ။ စီရီယံဗိုလ်ကြီးစင်ရော်ကကပါဆာဆက်ယုံတို့တနက်တွေထဲမှာခြေလင်းတက်သုံးလက်နက်တွေပါဝင်အမြောက်လက်နက်တွေနဲ့ဒုံးလက်နက်တွေပေါ်ပါစစ်ကောင်စီတပ်ကလက်ရှိတိုက်ပွဲတွေအတွင်အုံပြုနေတာလို့ပြောပါတယ်ဒီစစ်တပ်ရဲ့ကပါဆာပေါ့နော်ကာကွယ်ပစ္စည်းထုတ်လို့ရေးအရာရှိချုပ်ယုံအောင်အောက်ကကပါဆာဆက်ယုံတို့တနက်တွေထဲမှာကျွန်တော်တို့ဒီခြေလင်းတက်သုံးလက်နက်တွေအများဆုံးသုံးတယ်ပြီးရင်ကျွန်တော်တို့အမြောက်လက်နက်တွေလည်းအများဆုံးသုံးတယ်ပြီးရင်ဒုံးလက်နက်တွေပေါ့နော်ဒုံးလက်နက်တွေကသုံးလာတာတွေ့ရတယ် အဲ့တော့တို့ရဲ့အဓိကဌာနကြီးတွေဖြစ်တယ်ပေါ့နော်ချင်းတင်တတ်သုံးလက်နဲ့ဌာနကြီးအမြောက်လက်နဲ့ဌာနကြီးပြီးရဒုံးလက်နဲ့ဌာနကြီးဆိုတော့အောက်မှာရှိရဲ့စက်ရုံတွေအားလုံးကပြည်တွင်းတုံးဘုံကြီးပေါ့နော်လေရင်ဘုံကြီးရပါအစအဓိကထားပြီးသုံးတယ်အဓိကကတော့ကျွန်တော်လက်နဲ့ငယ်ကြီးပြီးရင်ကျတော့ကျွန်တော်တို့စိန်ပြောင်းမော်တာအမြောက်ခဲရန်တွေကိုပေါ့နော်အဓိကထားပြီးတော့အဲသုံးပါတယ်ဗျဟုတ်ကဲ့ဒါကြီးတတ်တဲ့လေဒါပေါ့နော်လေဒါမှာဆိုရင်တော့အပြည်တွင်းပြစ်တွေရှိသလိုကပ္ပစာထုတ်တဲ့စက်ရုံတွေ ကမ္ဘာစစ်ဆေးရုံကထုတ်တဲ့ဟာတွေကိုသုံးတယ်လို့နိုင်ငံသားဖြစ်တယ်လေရှိတယ်ပေါ့နော်အဓိကတော့တရုတ်နဲ့ရုရှားစီကနေဝယ်ယူတယ်လို့သိရပါတယ်ကြာဟုတ်ကဲ့စကောင်းဆောင်ကတော့ power to the forces စစ်တပ်အတွက်စွမ်းအားဖြစ်ရမယ်ဆိုတဲ့စာမုန်းနဲ့အညီစွမ်းရည်ပြေဝတဲ့ဆက်လက်နက်ပစ္စည်းတွေကိုစစ်တပ်ထံထုတ်လုပ်ပေးနိုင်ခဲ့တဲ့အတွက်ကာကွယ်ရေးပစ္စည်းထုတ်လုပ်မှုတပ်ဖွဲ့ဝင်900ကျော်ကိုဂုံနူးဆောင်ဗုဒ္ဓစိတ်တွေနဲ့ပေးအပ်ဂုဏ်ပြုခဲ့ပါသည်စစ်ကောင်စီတပ်ရဲ့ကာကွယ်ရေးပစ္စည်းဆက်ယုံများညွှန်ကြားရေးမှုရုံးအောက်မှာ ကပ္ပစဆက်ယုံ25ယုံအထိလဲပတ်နေပြီးအဲ့ဒီဆက်ယုံတွေဟာတိုင်းဒလန်တက်ကိုင်းအဖွဲ့အစည်းတွေနဲ့အလံဝေးတဲ့ဒေသတွေမှာတိစောက်ထားတာပါအောက်ချုပ်ရေးမြို့တော်ဖြစ်တဲ့နေပြည်တော်ပါဝင်ရန်ကုန်တိုင်းပဲခူးတိုင်းနဲ့မကွေးတိုင်းတို့မှာကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးကပ္ပစဆက်ယုံတွေတရှိပြီးမကွေးတိုင်းက18ယုံနဲ့အများဆုံးဖြစ်တာပဲခူးတိုင်းက9ယုံနဲ့ဒုတိယအများဆုံးဖြစ်ပါတယ်